မတန်တဲ့သူတို့အတွက်မငိုနဲ့ဘဝမှာနာစရာရှိတိုင်းသာငိုနေမယ်ဆိုရင်မျက်ရည်ဆိုတာလောက်မှတော့မဟုတ်ဘူးကြောညံ့မှန်တဲ့လောကကြီးကပူအနိုင်ကျင့်တယ်ကြုံနေတိုင်းကြော်နေလို့မဟုတ်တလို့အန်ဂျယ်ရဲ့နေသူ ရှင်တဲမှာလဲ နာကျင်စရာတွေပြင်းထန်နေတတ်တယ်။ဘဝမှာကိုယ်သူတွေကိုကိုကြောင့်ကျဲရည်ကြားစေခဲ့ပြီးကိုကဟောဘသူတွေကြောင့်လက်ရည်တွေချားခဲ့ရပြီလေ။ဘသူကြောင့်လဲဘသူကကြကြညင်းစီဟညေယူကြိုက်တာကြောက်စေပေမဲ့မျက်ရည်ကတော့မျက်လုံးအထွတ်အားစေမဖြစ်ခဲ့ဘူး။ ဒါပေမဲ့တခါတလေမှာဟန်ဆောင်ပြီးနေရမကြအောင်ထိတ်သားရတာထက်ဝါအောင်ဝချပြီးဘဝကိုရှေ့ဆက်တာပိုကောင်းနေနေရကနှလုံးတဲ့ခါကြရဆိုပေမဲ့နာကျင်ကြေကွဲမှုကိုကြရင်ပတ်သေးကခံစားရတယ်။မျက်ရည်ဟာအရင်အထိတိတ်ကြီးပါရဲ့။မကြတဲ့ရင် လူကိုယ်တော်သိစေတယ်။ဒါပေမဲ့ခဏခဏကြားရတာများလာတော့ကောင်းတယ်။မကောင်းလဲဆိုတော့ဥပမာရင်ထဲပေါက်သွားစေတယ်။မုန်းချက်မှုတွေကိုလျှော့သွားစေတယ်။နောက်ပြီးတော့လွယ်လွယ်နဲ့မယုံတော့ဘူး။လွယ်လွယ်နဲ့လည်းထပ်ချစ်မဖြစ်တော့ဘူး။ မျောလင်းချက်တွေနဲ့ထားရမှာလေကြောက်လာတယ်မျက်ရည်ဟာသင်္ကန်းစာတွေကိုလည်းပိုကျဉ်ရစေနောက်တစ်ခါမျက်ရည်ကျရင်ကျားနေတဲ့မျက်ရည်ကိုပဲတုံမဖြစ်နဲ့မျက်ရည်ကျအောင်လုပ်တဲ့သူကိုလည်းဘဝတည်းကထုတ်ပြနိုင်အောင်စ조사ဟုတ်ပါရဲ့တချို့ဝိကျွေးတွေကပြေးလို့ လွတ်ထားဆိုပေမဲ့တချို့ဝစ်ကြွေးတွေကတော့ကိုယ်တိုင်လွတ်အောင်မပြေလို့ပါနောက်ဆိုဒံယာပေးမဲ့သူတွေ ਨੇ ဝေးဝေးနေကိုတံဘိုးမနားမလည်ရင်အဲ့ဒီလူရဲ့အနာကနေလှဲထွက်ခဲ့တာကောင်းတယ်ငိုနဲ့ထက်မငိုနဲ့ငိုရမဲ့အရွယ်တယ်မဟုတ်တော့ဘူးနင်းတီးစွာခံစားနေရတဲ့အခါမှာညည် ကြလို့ရတာမဟုတ်လားမျက်ရည်ဆိုတာအလကားမရဘူးဒါကြောင့်မတန်တဲ့သူအတွက်မငိုပါနဲ့ဒီဗီဒီယိုလေးကိုအပောင်လေးနှိပ်ထားတိုင်းပါ